သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ18ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့တည်ငြိမ်အေးချမ်းမှုလိုအပ်ကြောင်းစစ်ကောင်းဆောင်ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်ထောင်စုဘဝတိုင်းရင်းသားညီအစ်ကိုများဖြစ်ကြတဲ့အတွက်ပြည်ထောင်စုစိတ်သက်ကိုရင်ဝယ်ပိုက်ပြီးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ယုံကြည်ကြောင်းစစ်ကောင်းဆောင်ကပြောဆိုလိုက်ပါတယ် ီကနေ့2025ခုနှစ်ဧပြီလ18ရက်နေ့မှာကြာရောက်တဲ့1389ခုနှစ်နစ်စန်တရက်နေ့မှာနှစ်တကူနှုတ်ခွန်းဆက်ကပြောကြားရမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့တည်ငြိမ်အေးချမ်းမှုလိုအပ်ပြီးရေရှည်တည်တံပြီးစစ်မှန်တဲ့ငြိမ်းချမ်းရရှိအောင်ကြိုးပမ်းဖော်ဆောင်နေပါတယ်လို့ပြောဆိုသွားပါတယ်လက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကိုအဆုံးသတ်နိုင်ဖို့စစ်ကောင်စီကနိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနည်းနဲ့သာဖြည့်ရှင်းကြဖို့ဖိတ်ခေါ်ကန့်လန့်ထားပြီးလည်းဖြစ်တယ်လို့ဆိုပါတယ် ပြည်ထောင်စုဘဝတိုင်းရင်းသားညီကိုမြဖြစ်ကြတဲ့အတွက်ပြည်ထောင်စုစိတ်တက်ကိုရင်ဝယ်ပိုက်ပြီးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့လည်းယုံကြည်တယ်လို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကရည်ရွယ်ပြောဆိုသွားခဲ့ပါတယ်ဒါပြင်လာမယ့်ဒီဇင်ဘာလအတွင်းမှာရွေးကောက်ပွဲကိုကျင်းပပြုလုပ်ပေးမှာဖြစ်တယ်လို့ရွေးကောက်ပွဲအအောင်မြင်မြင်ပြီးမြောက်နိုင်ဖို့အတွက်မိဘပြည်သူများအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့လဲမြစ်တာရက်ခံတယ်လို့ပြောပါတယ်စစ်ကောင်စီအနေနဲ့ငလင်တက်ခန့်ဒေတာတွေရဲ့ပြန်လည်တည်ဆောက်ရေးနဲ့ပြန်လည်တူထောင်ရေးလုပ်ငန်းတွေကိုအမြန်ဆုံးဆောင်ရွက်ပေးသွားမယ်လို့လဲပြောဆိုထားပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူမှာခြေလင်းစစ်ကောင်စီတပ်သား30ကျော်အလင်းဝင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကြံကာလာအတွင်းမှာရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကကြေးရွာတချို့ကိုစစ်ကောင်စီတပ်သားတွေဟာစစ်ကြောင်းထိုးထိုးစစ်ဆင်နေပြီးအပြန်အလှန်တိုက်ခိုက်မှုတွေနေ့စဉ်ဖြစ်ပွားနေတယ်လို့သိရပါဗျ အဲ့ဒီအထဲမှာတပ်သားတချို့ဟာထိုးစစ်ဆင်နေတဲ့တိုက်ပွဲအတွင်းကနေအာရခတ်တပ်တော်စီကိုအလင်းဝင်ရောက်မှုတွေရှိခဲ့တယ်လို့စစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။တကြံအတက်နေကတစ်ပုတ်တောင်အုပ်စုကိုထိုးစစ်ဆင်လာတဲ့စစ်ကြောင်းနဲ့ထိတွေ့မှုဖြစ်ပြီးစစ်ကောင်စီတပ်သား30ကျော်အလင်းဝင်ခဲ့ပါတယ်လို့ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်ကအတည်ပြုပါတယ်။တကြံကာလဧပြီလ13 14 15 15ရက်တွေမှာကြောက်ဖြူမြို့နယ်ပြင်ရှီကျေးရွာဂုံးချွင်အုပ်စုစီမောရှောက်ချောင်းတစ်ပုတ်တောင်အုပ်စုတွေကကျေးရွာတွေကိုစစ်ကောင်စီတပ်ဖွဲ့တွေကစစ်ကြောင်းထိုးပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ညဘက်ဆိုစက်တက်လေးလေးနဲ့လာတယ်နေဘက်ဆို drone တွေနဲ့ကျဲတယ်ပြီးတော့သူတို့စကန်တွေကလက်နက်ကြီးတွေနဲ့လှမ်းပစ်တယ်စစ်ကြောင်းထိုးလာတဲ့အဖွဲ့တွေနဲ့တိုက်ပွဲနေတိုင်းဖြစ်တယ်လို့ဒေသခံတရင်အရင်းမြစ်တအုပ်ကကြောက်ဖြူမြို့နယ်ရဲ့စီရေးအခြေအနေကိုရှင်းပြပါတယ်အာရခတ်တက်တော် AA ဘက်ကညီနောင်မဟာမိတ်တွေနဲ့ပူးပေါင်းပြီးတပတ်တအပစ်ခတ်ရက်စဲတယ်လို့ထုတ်ပြန်ထားပြီးလာရောက်တိုက်ခိုက်လာရင်ပြန်လဲခုခံမယ်လို့ထုတ်ပြန်ထားပါတယ်စစ်ကောင်စီဟာတကြံအကြိုနေ့ကလည်းကြောက်တော်မြို့ကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပါသေးတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီထိမ့်ချုပ်နေမြန်မာနိုင်ငံရဲ့လေးပုံတပုံပင်မရှိတော့ဘဲ2025ခုနှစ်မှာတော်လန်ရေးအပြစ်တအောင်ပွဲရယူရေးစ조사ရမယ်လို့ NUG ယာယီတမရကတော်လန်ရေးအင်အားစုအလုံးကိုတိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်စီကထိမ့်ချုပ်ထားတဲ့နေမြန်မာနိုင်ငံရဲ့လေးပုံတပုံပင်မရှိတော့ဘဲ2025ခုနှစ်မှာတော်လန်ရေးအပြစ်တအောင်ပွဲရယူရေးစ조사ရမှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ယာယီတမရဒူဝါလက်ရှိလာကတိုက်တွန်းပြောဆိုလိုက်ပါတယ်။ ယနေ့ကြာရောက်တဲ့မြမနှစ်သက်9နှစ်အဖြစ်တိုင်းပြည်ကိုပြောကြားတဲ့မိန့်ခွန်းမှာယာယီသမရဒူဝါလရှိလာက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်စစ်ကောင်စီကနိုင်ငံတမိုင်းတလျှောက်မှာအကြီးအမားဆုံးသောဆုံးရှုံးမှုများကိုရင်ဆိုင်နေရပြီဖြစ်ကြောင်းစစ်တပ်ရဲ့ထိန်းချုပ်နယ်မြေမှာနိုင်ငံရဲ့လေးပုံတပုံပင်မရှိတော့ကြောင်း၎င်းကပြောဆိုပါတယ်ဒီကနေ့အချိန်မှာစစ်ကောင်စီအနေနဲ့မြန်မာစစ်သမိုင်းတလျှောက်အကြီးအမားဆုံးဆုံးရှုံးမှုတွေကိုရင်ဆိုင်ကြုံတွေ့နေရပြီဆိုတာအားလုံးမျက်မြင်ပဲဖြစ်ပါတယ် နိုင်ငံတဝင်းမှာစစ်ကောင်စီထိ ंछ ုံနေမြေက၄ဘုံတဘုံတောင်မရှိတော့ဘူးဆိုတော့ကိုမြေပြင်အချက်လက်တွေကပေါ်ပြနေပါတယ်။အခုဆိုရင်ຫນွေဦးတော်လန်ကြီးက၄နှစ်ကျော်လွန်လာပြီဖြစ်ပါတယ်။တော်လန်ကြီးအချိန်ကာလကြာမြင့်နာနဲ့အမျှပြည်သူလူထုထိခိုက်ခံစားနေရတာတွေလည်းကြီးမားတယ်လို့တိုင်းပြည်လည်းနစ်နာခဲ့ရပါတယ်။ တဖက်မှာလည်းတိုင်းပြည်နဲ့ပြည်သူဗန္ဒာရီကိုဂုတ်သွေးဆုပ်ပြီးပြည်သူကိုစစ်မှတ်ပြုတ်နေတဲ့စစ်အုပ်စုကို တိုက်ထုတ်ရတဲ့တော်လှန်ရေးဖြစ်တယ်လို့စစ်အာဏာရှင်နဲ့အာဏာရှင်မှန်သမျှကိုစစ်အာဏာရှင်အမှုအကျင့်အတွေးခေါ်မှန်သမျှအဆုံးသက်ရေးအတွက်ဆင်နွှဲနေရတဲ့တော်လှန်ရေးဖြစ်တာကြောင့်ခက်ခဲကြင်တက်မှုတွေအများကြီးရှိတယ်ဆိုတာကိုလည်းအရှိတရားကြကြကြည့်မြင်ရမှာဖြစ်ပါတယ်တက်နိုင်သမျှဒီတော်လန်ရေးကိုအမြန်ဆုံးအောင်မြင်အောင်လှုပ်ဆောင်ပြီးပြည်သူလူထုထမ်းထားတဲ့ဝင်ဒုတ်ဝင်ပူပပျောက်သွားအောင်ကြိုးစားရမှာဖြစ်တယ်လို့ယာယီသမရဒူဝါလရှိလာကပြောဆိုပါရယ် ဒါအပြင်ယခု2025ခုနှစ်မှာကြီးမားတဲ့တော်လန်ရေးအလှည့်ပြောင်းဖြစ်စေဖို့ပြည်သူလူထုအတွက်အပြည့်အသက်အောင်ပွဲအလင်းရောင်ယူဆောင်သွားနိုင်ရေးတော်လန်ရေးအင်အားစုများအားလုံးကကြိုးပမ်းရမှာဖြစ်ကြောင်း၎င်းကတိုက်တွန်းပါတယ်အထူးသဖြင့်2025ခုနှစ်မှာကြီးမားတဲ့တော်လန်ရေးအလှည့်ပြောင်းဖြစ်လာမယ့်နှစ်ပြည်သူလူထုအတွက်တော်လန်ရေးအပြည့်အသက်အောင်ပွဲအလင်းရောင်ကိုယူဆောင်သွားနိုင်မယ့်နှစ်ဖြစ်ဖို့ကျွန်တော်တို့တော်လန်ရေးအင်အားစုတွေအားလုံးစတဲ့တပုတ်စူးစမ်းသွားရမှာဖြစ်ပါတယ်လို့ယာယီတမရဒူဝါလက်ရှိလာကပြောဆိုပါတယ် လက်ရှိမှာ NUG အပါအဝင်တော်လိုင်းအင်အားစုများကမြန်မာနိုင်ငံတဝင်းလုံးမှာမြို့ပေါင်း100နီးပါးကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမြို့ကိုဗဟိုပြုပြီးပြင်းအား၄.၆အဆင့်ရှိတဲ့ငလင်လှုပ်ခတ်မှုမန္တလေးအမရပူရစကိုင်းနဲ့ပြင်းဦးလွင်မြို့များမှာတိသားစွာခန်းစားရပြီးပြည်သူများထိတ်လန့်တုန်လှုပ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ယနေ့မြန်မာ၂၁ရက်နေ့မန္တလေးတိုင်းမန္တလေးမြို့အနီးကိုဗဟိုပြုပြီးပြင်းအား၄.၆အဆင့်ရှိတဲ့ငလင်လှုပ်ခတ်သွားခဲ့တာမှာမန္တလေး အမရပူရစကိုင်းမြို့နဲ့ပြင်ဦးလွင်မြို့တွေပါတိတာစွာခန်းစားခဲ့ရကြောင်းဒေတာပြည်သူများရဲ့ပြောဆိုချက်နဲ့မိုးလေဝသဇလဗေဒညင်ချောင်းမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရာသိရှိရပါတယ်။ယနေ့ဧပြီလ18ရက်နေ့မွန်းလယ်တနားရီ2မိနစ်အချိန်မန္တလေးပသိမ်ကြီးမြို့တောင်အနောက်တောင်ဘက်2မိုင်အကွာအနက်17ကီလိုမီတာကိုဗဟိုပြူပြီး၄ .6 ဆင့်ရှိတဲ့ငလင်လှုပ်ခတ်သွားခဲ့ကြောင်းအဆိုပါငလင်ကြောင့်မန္တလေးမြို့မှာအလွန်တိတာစွာခန်းစားရပြီးပြည်သူများအထိတ်တလန့်ဖြစ်ခဲ့ရကြောင်းသိရှိရပါတယ်။ငလင်ကအတော်ကိုတိတာတာ ဝုန်းကနေကိုလှုပ်တာအချိန်ကတော့အရန်မကြလို့အချိန်ကြာရင်ပြိုစဲတိုက်တွေတောင်ပြိုနိုင်တယ်ကျန်းတယ်လို့မန္တလေးမြို့ခံတအုပ်က ပြောပါတယ်အလားတူအမရပူရမြို့နယ်စကိုင်းမြို့နယ်ပြင်ဦးလွင်မြို့တွေမှာလည်းယနေ့မွန်လယ်ပိုင်းလှုပ်ကတ်သွားတဲ့ငလင်ကိုတိတာစွာခန်းစားသိရှိရကြောင်းဒေတာပြည်သူများကပြောဆိုပါတယ်စကိုင်းမှာလည်းအတော်ကြီးကိုခန်းစားရတယ်အိမ်တွေတစ်ချက်တော့ရိမ်ထိုးသွားတာလို့စကိုင်းမြို့ဇေယျကွက်တဲ့ရက်ကွက်မှပြည်သူတို့ကပြောဆိုပါတယ် မတ်လ28ရက်နေ့ပြင်အား9.8အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်နောက်ဆက်တွဲငလင်များဆက်တိုက်လှုပ်ခတ်နေရမှာယနေ့ April 18ရက်နေ့အထိငလင်လှုပ်ခတ်မှုပေါင်းအကျဉ်းကြီး140ရှိလာပြီးဖြစ်ကြောင်းမိုးလေဝသနဲ့ဇလပိဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပုတ်ပြင်းမြို့နယ်တောင်ငယ်ရွာအခြေစိုက်ဖြူစော်တီစကန့်ကိုဝင်ရောက်တိုက်ခိုက်မှုဖြူစော်တီခေါင်းဆောင်ထေဝင်းသိမ်းဆုံးပြီးလက်နက်10လက်နဲ့ခဲယမ်းများတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းပုတ်ပြင်းမြို့နယ်တောင်ငယ်ရွာအခြေဆိုင်ပြူစောတိစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာပြူကောင်းဆောင်ထေဝင်းတိတ်ဆုံသွားပြီးလက်နက်ဆဲလက်နဲ့ခဲယမ်းများတင်ဆက်ရရှိခဲ့ကြောင်းတနင်္သာရီမြို့နယ်ပတ်ကဖားမှာတာဝန်ရှိသူတို့ကပြောကြားပါတယ်။ယမန်နေ့ဧပြီလ16ရက်နေ့နဲ့အစောပိုင်း3နာရီခန့်ကပုတ်ပြင်းမြို့နယ်တောင်ငယ်ရွာအခြေဆိုင်ရွှေခဲညိုရွာအကြံဖတ်စစ်တပ်လက်အောက်ခံပြူစောတိစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ရမှာပြူစောတိခေါင်းဆောင်ထေဝင်းတိတ်ဆုံပြီးကြံပြူစောတိများထွက်ပြေးသွားကြောင်းသိရှိရပါတယ်။ အင်အားက10ယောက်ကြော်ကြော်လောက်ပဲရှိတာပြူစောတီခေါင်းဆောင်တစ်ယောက်သေးတာကျန်တဲ့သူတွေကလည်းလက်နက်ခဲယမ်းတွေအားလုံးကိုထားခဲ့ပြီးပြေးတာကျွန်တော်တို့ဘက်ရဲဘော်တွေလည်းအားလုံးပြန်ဆုတ်လာပြီးကျွန်တော်တို့ဘက်ကရဲဘော်တစ်ယောက်တော့ပေါင်မာထိခိုက်ဒဏ်ရာရတယ်မစိုးရင်ရဘူးလို့တနင်္သာရီမြို့နယ်ပတ်ကဖမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ရင်းတိုက်ပွဲအတွင်းမှာအကြံဖတ်စစ်တပ်လက်အောက်ခံပြူစောတီများကင်ဆောင်တဲ့ AK အမျိုးအစားတနက်၅လက်ကာဘိုင်အမျိုးအစားတနက်တလက် M60 အမျိုးအစားတနက်3လက် 79mm လောင်ချအမျိုးအစားတနက်တလက် 40မမဘုံဒီ9လုံး16ကြည်20တောက်ကာပိုင်ကြည်9တောက် equipment တစ်စုံ16ကြည်ပေါင်2ခုစကားပြောဆက်တစ်လုံးနဲ့ဆက်ဆက်ပစ္စည်းများတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတ်တိုက်ခိုက်ရေးအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့တော်လန်ရေးစာရေးဆရာရေးထားတဲ့တော်ပြေတောင်ပြေပတ်ပြေးနေတာဘာကောင်လဲဆိုတဲ့သုံးသက်ချက်ကိုတင်ဆက်ပေးပါမယ်။ နှစ်ဆက်တည့်ရနေ့ဆိုတာမြန်မာလူမျိုးတွေရဲ့အထွတ်အမြတ်နေထူးနေပြည့်ကြီးပဲမှုအဲ့ဒီနေ့ကိုရောက်ရင်မင်္ဂလာယူပြီးအေးရအေးကြောင်းနေကတရားဘာဝနာနဲ့ကုသိုလ်ကောင်းမှုတွေကိုသာလုပ်ကြတာပဲဖြစ်ပါတယ်အဲ့ဒီနေ့မှာမကောင်းတာဖြစ်ရင်တနေ့လုံးအကုသိုလ်တွေတန်းစီပြီးဝင်တော့မယ်လို့လဲဆွဲမြဲစွာယုံကြည်ကြပါတယ်သို့သောအဲ့ဒီနေ့မှာအေးရအေးကြောင်းမနေနိုင်မဲတောကအပူတွေစိုက်ပြီးတောင်ပြေးမြောက်ပြေးပြေးနေရရှာသူက အာနာသိန်းခေါင်းဆောင်မအာလာပါ ဟိုလူကခေါ်လိုက်အမီးလေးနှံ့ပြီးပြေးသွားလိုက်ဒီလူကခေါ်လိုက်ရှာကလေးထုတ်ပြီးပြေးလာလိုက်နဲ့တွေ့ကြရလူကိုအဖေခေါ်ပြီးဖာယာနေရရှာသူလည်းဖြစ်ပြန်တယ်အခု21ရက်နေ့မှာလဲမလေးရှားရဲ့မော်စလင်ခေါင်းဆောင်အန်နဝါကဟေ့အောင်ထိုင်းကိုလာခဲ့ဇန့်ဆိုလို့ဥပုပ်တီလာတော်ခမရမမဆောက်နိုင်ပဲခြေကုံတုတ်ကပြေးတွေ့ရပါအောင်မယ်အတိတ်နမိတ်အရတနစ်ပတ်လုံးပြေးလွှားနေရတော့မယ်ဆိုတဲ့အတိတ်ပဲပါပဲ အဲ့ဒီအချိန်မှာ NUG နဲ့ PDF တွေကတော့အပြစ်ရက်ပြီးဘုံကြီးဝတ်တဲ့သူကဝတ်ငလင်ကဲတဲ့သူကကဲတရားဘာဝနာအားထုတ်တဲ့သူကအားထုတ် ကောင်းမှုကုသိုလ်တွေကိုမင်္ဂလာယူလုပ်ကင်ပြီးအေးရအေးကြောင့်အနားယူနေကြပါပြီပြီးရင်တော့တက်ကုံဖွင့်ရွက်စုံလွှင့်ပြီးအဘတို့ကိုအပီဖုတ်မယ်ဆိုတာယုံမားစရာမရှိပါဘူးဇေယားတွေမှားနေတဲ့အဘမာသာတရားဝင်အစိုးရအဖြစ်အတိမတ်မြပြုတ်လီမလားဆိုပြီးတော်ပြေတောင်ပြေးနဲ့ခွေယူကြီးလိုဖြစ်လို့ဆိုပြီးတိတိမိမိပြောဆိုသွားပါတယ် ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေနောက်ထပ်ပြည်ရင်းပြပါသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ